တရုတ်တိုင်ပေတွင်မုံတိုင်းကြောင့်လူ60ကျော်တန်ရာရတရုတ်နိုင်ငံကန်ယိုရန်ကိုဥတည်နေတဲ့တိုင်ဖုန်းမုံတိုင်းရာကာစာကတရုတ်တိုင်ပေကိုဖျက်ကျော်တိုက်ခတ်ချိန်မှာတန်ရာရသူ62ဦးထိရှိရလို့နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန RTHK ကသတင်းဖော်ပြပါရယ်မုံတိုင်းကတရုတ်တိုင်ပေကိုဝင်ရောက်ခဲ့တာမဟုတ်ပေမဲ့တရုတ်ဟောင်ကောင်ကိုဒီနေ့မနက်ပိုင်းမှာဖျက်ကျော်တိုက်ခတ်ချိန်မိုးသီးထန်ပြီးတော့လေပြင်းတွေတိုက်ခတ်ခဲ့ပါတယ်။ တပိနေလဲကြတဲ့သတင်းပေးပို့ချက်အကြိမ်400ရှိခဲ့ပြီးရေကြီးနေရဆိုတဲ့သတင်းပေးပို့ချက်15ကြိမ်နဲ့မြေပြူမှု2ကြိမ်သတင်းရခဲ့တယ်လို့လည်း RTHK ကသတင်းဖော်ပြပါဗျ။မုံတိုင်းကအစောပိုင်းမှာတရုတ်တိုင်ပင်ဝင်ရောက်ချိန်မှာသေဆုံးသူ14ဦးရှိခဲ့ပါဗျ။ အခုနှစ်တွင်ကမ္ဘာပေါ်မှာဖြစ်ပေါ်ခဲ့ပုသမျှအင်အားပြင်းထန်ဆုံးမုန်တိုင်းကြီးဖြစ်လာတဲ့ Super Typhoon Ragasa ကစက်တင်ဘာ22ရက်နေ့ကဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကလူသူတိုက်ပွဲရာကျွန်းစုတွေကိုဖျက်ချော်ပြီးတရုတ်ဘက်ကိုဆက်လက်ရွေ့လျားနေတာဖြစ်ပါတယ်။ဖိလစ်ပိုင်မှာလည်းမုန်တိုင်းမဝင်ရောက်ခင်မှာကြိုတင်ရွှေ့ပြောင်းမှုတွေလှုပ်ဆောင်ထားပြီးအရေးပေါ်တုံ့ပြန်မှုတွေကိုစီစဉ်ထားခဲ့ပါတယ်။မုန်တိုင်းကြောင့်ဖိလစ်ပိုင်မှာထိခိုက်ပျက်စီးမှုဘယ်လောက်ရှိခဲ့တယ်လဲဆိုတာကိုတော့လောလောဆယ်မသိရသေးပါဘူး။